မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာကိုစိတ်နှစ်ဖြာကျမ်းမာပျော်ရွှင်ကြပါစေခင်ဗျာအခုချိန်ကစပြီထင်ရှားကြော်ကြားခေါင်းဆောင်ကြီးများပြည်တွင်းပြည်ပတော်လှန်ရေးအသိပညာရှင် အတက်ပညာရှင်တို့ရဲ့အတွေ့အခေါ်အယူအဆများနဲ့အဆိုမိတ်များနေ့စဉ်ဘဝအရေးနဲ့ပတ်သက်ပြီးအသိပညာပေးအစီအစဉ်များကိုမျှဝေပေးမှာဖြစ်တဲ့အတွက် like and subscribe လေးလုပ်ပြီးခံစားကြည့်ရှုနာဆင်ပေးဖို့ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာအဲ့ဒီလူပေါင်း1980ဝင်ပြီးတော့ရေးသွားတဲ့အထက်မှာ လူတွေရဲ့အစဉ်အတန်အတိတ်တွေကဘာကွာချားလဲဆိုတဲ့ဟာကိုအဲ့ဒီ command တွေကိုကျွန်တော်လိုက်ထောက်ပြမယ်အကုန်လုံးကျွန်တော်ထောက်နိုင်မဟုတ်ဘူးလူပြောမှအချိန်မရှိဘူးเนาะအဓိကအချက်ပြချင်တာကလူရယ်လို့ဖြစ်လာရင်ပခုံးနှစ်ဖက်ကြားခေါင်းပေါက်မှလူဟုတ်ပြီးရတာပေါ့ကျွန်တော်တို့ကတော့ဒီတိုက်တဲ့လောက်ချမ်းသာနေပြီတိုက်တဲ့လောက်ဘွဲတွေရတာပါစေလူတွေကစကားပြောကြည့်လိုက်ကြတဲ့ဒီလူပြန်ပြောတဲ့စကားရေရမှုချက်ချမှုနော်အကောင်းဆုံးအမှားမှန်အကြောင်းကျိုးပဲချားဆိုတော့ပြောနိုင်မှုပုံပုံမူတည်ပြီးလူတယောက်ကိုအစင်နဲ့တတ်မှတ် တတော်မသားဖြစ်နေစေအတိတရားရှိတဲ့ကောင်းကြွားကသူ့ကိုလေးစားစားတန်ဖိုးထားတယ်ဘလောက်ပဲချမ်းသာနေပါစေနော်ပါဇက်ကပေါက်ပန်းလေးစေအမီးမတဲ့ခေါင်းမတဲ့တိပိတိရဲ့ရှောက်ပြိုးတဲ့ကောင်းမျိုးဆိုအာယုံထဲဦးကျွန်တော်တို့ဒါကျွန်တော်တို့လူတန်းစားဖွဲ့ထားတဲ့စနစ်ပဲဒါပို့ဝင်လင်းပြောရရင်အခုလက်ရှိဒီပို့ထဲမှာလည်းလူပေါင်း1800ကျော်ပုံမှန်ဝင်ရေးတဲ့အဲဒီအဲဒီမှာလူတွေအတိတရားအဆင့်အတန်းဘလို့ကွာထားလဲဆိုတော့ကျွန်တော်ပြမတားတော့ကျွန်တော်ကောက်ပါတော့ကထိုင်းမှာတကြံပိတ်ရက်ကို ထောင်မန်းကအမြန်ကြီးကြီးပါတဲ့တဘာဝကသူ့လိုလိုဖြစ်လာတယ်တို့ဝင်မထိုင်းမှရှိတဲ့အလုံးလုံးနဲ့လူတွေကတစ်နှစ်လုံး OD OD ဆင်းလာပြီးဒီအချိန်ကိုစိတ်ရောကိုယ်ရောအနာပေးဖို့စောင့်နေရတာအခုတော့ဒီအတွေးတွေနဲ့ပဲတဝဲလေလေတဲ့နော်ဒါကတော့အရင်ဆုံးထက်လာတဲ့ပန်းတစ်ခုပေါ့နော်ဆိုတော့ဟိုမြတ်ကိုကြည့်ပါဆိုတော့ကျွန်တော်ကအမှတကြံလဲလို့ရှိရင်ဒီလိုစီကန်းချက်တွေကိုလိုက်နာပြီးတော့တတိထားကြဖို့ကိုတင်ထားတဲ့ပုတ်ဒီပုတ်อ่ะနော်အဲ့ ခံခဲ့မဲ့လူတွေဒီစည်းကမ်းချက်တွေတတိထားဖို့တင်ထားတဲ့ပုံမှာဆိုတော့ဘာသာတူကြတာအမျက်သွေးကြည့်ပါတဲ့တစ်နှစ်လုံးကိုဒီစင်းတာဆိုတစ်နှစ်လုံးကိုဒီစင်းတာဘူးသွက်စင်းတာဟမ်ကျွန်တော်တို့တွေတစ်နှစ်လုံးအလုပ်လုပ်တာကျွန်တော်တို့ကကျွန်တော်လုပ်တာမဟုတ်ဘူးလားတစ်နှစ်ကျွန်တော်တစ်နှစ်လုံးရတဲ့လာခကတိုင်းပြည်တင်လဲထူထောင်ရေးအတွက်ကျွန်တော်တို့တွေတစ်နှစ်လုံးအလုပ်လုပ်ပြီးတော့အလုပ်ကျွေးပြုလာခဲ့တာမဟုတ်ဘူးလေတော့တွက်တို့အခွန်ဆောင်ဆယ်ရှိတဲ့ဆောင်ပေးမဲ့ကျွန်တော်တို့အတွက်ကျွန်တော်တို့ကိုကျိုးစည်းပွားတဲ့ကျွန်တော်လုပ်လုပ်နေကြတာဟုတ်တယ်နော်အဲ့တော့မျှသွေးစရာအကြောင်းမရှိဘူးထင်တယ် ဒီမှတ်လေးကတော့ okay ဆက်ဖတ်မိသားတွေအတွက်ထုတ်တာမဟုတ်ထိုင်းတွေအတွက်လည်းထုတ်တာတဲ့ဒါတော့အမဒီကြောက်ကတော့ငါတခုပြောမင်းတို့အာစီနန်းတော်မှာဆိုတော့ကျွန်တော်တို့ခါကျွန်တော်ပြောလိုက်မယ်နော်အမသူမှတ်ထားတဲ့ဟာငါတခုပြောမယ်တဲ့မင်းကိုမင်းတို့အာစီနန်းတော်မှာအဲ့ဆိုဘာလုပ်လဲဘယ်လိုလုပ်လဲတဲ့တော်ပြန်မိထားတယ်ကျွန်တော်နဲ့အာစီနန်းတော်နဲ့ဘာမှမပတ်သက်ဘူးနော်ကျွန်တော်လက်ရှိကျွန်တော်တို့တွန်လိုင်းနဲ့ပတ်သက်လို့လုပ်နေတာအာစီနန်းတော်တဲ့မှာမဟုတ်တော့ဘူးတနေ့ဘာမှမဆိုင်ဘူးတော့ ဲ့တော့အခုပြောမယ်ဆိုရင်လေ့လာရင်းမှပြောပါသိလားဘာဖြစ်ဆိုကျွန်တော်တော်နိုင်ရင်းနဲ့ပတ်သက်လို့ဘယ်တော့မှကျွန်တော်ပြပြအောင်လောက်လို့ဆိုတာမရှိဘူးကျွန်တော်ကဘုရားမှာလက်ရှိချိန်မှာပေါ့နော်လက်ရှိချိန်မှာပြောတာနော်နံပါတ်1အရေးကြီးဆုံးကျွန်တော်တော်နိုင်ရင်းပဲတိကထားတယ်ဒါနောက်တစ်ချိန်ဆိုရင်နောက်တစ်မျိုးပေါ့ဟုတ်တယ်မလားဒါမဲ့ဒါကြောင့်မလို့ဒီဝိကြီးကိုကျွတ်ချင်ပြီးလို့ပြောတာအဲ့ဒါပြောတာโอเลมะเปียดีเซมะเปียหลุมอยู่จนบ่ต้องหลุมจนอลุตะคู่บ่หลุมอยู่หลุมอยู่จนทิทิมิ่งเพียงหลุมเลยบ่หลุมสิไอ้หลุมลงมาบ่หลุมอ่ะจนอขันอยู่เปียโหเงินๆเลี้ยดิอ่ะ နော်ပမာဏတစ်ခုတမန်မတီကြောက်ပြောချင်တာမန်နေနောက်ပိုင်းကွန်မန်နေမတော့ကြမှာဒီပြောချင်တာတော့ကွာအဲ့ကောင်ကြလာတဲ့ငွေတွေကိုကျွန်တော်တော်နိုင်ရေးကိုလှူပါတဲ့တမဒီကောင်မန္တလေးအဖြစ်ဥပိန်ဒရာမကြိုက်စားပုံ တရေရမ်းတည်နော်ပြောချင်တာကတော့ကွာအဲအဲ့ဒီကုန်ကြသွားမဲ့ငွေကိုကျွန်တော်တို့တော်လှန်ရေးကိုလှူကြပါလို့နော်အကျွန်တော်တို့တော်လှန်ရေးဆိုတော့အဲ့လိုကောင်မျိုးတွေမေးချင်တာမင်းအမဲ့လင်ရောမင်းတို့နေတဲ့အိမ်ကမင်းအောင်နိုင်အာနာတိန်းထားတဲ့မြေထဲမှာမပါဘူးလားအဲ့ဒါဆိုရင်တော့မင်းတို့ပြောသလိုကျွန်တော်တို့တော်လှန်ရေးလို့ငါတို့လာပြောလို့ရတယ်ဟုတ်တယ်နော်လူအတိတ်ကမဲ့အဲ့လောက်တော့မဲ့ရကြီးတော့လူတော့ကမှမချစ်တည်ဘူးကွာအဲ့လိုကောင်မျိုးတွေတကယ်ပြောတာဘာဖြစ်ဆိုတော့မလုံနိုင်လို့အပြစ်မပြောဘူး ။ online မလုပ်တဲ့လူတွေကိုအပြစ်မပြောဘူးဆိုတော့လူတွေဟာကိုယ်ပေးဆက်မှုနဲ့လုပ်ကြတာ online ဆိုတာ။လူတိုင်းကိုတက္ကသိုလ်သတ်မှတ်ထားလို့မရဘူး။နော်အရှင်းမတိုက်ပွဲမှာအသက်ရေးပြီးတင့်နေတဲ့လူရှိသလိုအလုံးလုံးဝင်တဲ့ကိုယ်ခွင်းနှံစာတွေက50ထက်100ထက်ထဲလူတွေရှိတာပဲ။ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်အားလုံးကပါဝင်နေကြမလုံတဲ့လူတွေသွားပြစ်ပြောလို့မရဘူး။ဒါပေမဲ့လုံနေတဲ့လူတွေကိုအဲ့လိုကပြက်ကျော်ကကြီးကွင်ကိုပြောတဲ့ကောင်တွေကိုမေးချင်တာကဒီတိုင်းပြည်တိုးတက်သွားရင်ဒီမိုကရေစီတိုင်းပြည်ဖြစ်သွားမယ်ဖက်ဒရယ်တိုင်းပြည်ဖြစ်သွားမယ် ော်အမေရိကန်တို့ကိုရီးယားတို့ပုံစံမျိုးတိုးတက်သွားရင်အဲ့ဒီတိုးတက်မှုကိုမင်းတို့တွေမခံစားဘူးလားသိကြလားအဲ့ဆိုရင်တော့တခါလဲစိတ်ခေါ်ထားလိုက်နော်မင်းတို့တော်လိုက်နိုင်ဝိုင်းအဲ့ဒီကောင်းကျိုးကအရာတွေကိုငါတို့လုံးဝလက်မခံဘူးငါတို့ဒီတိုင်းကြီးမှာမနေဘူးလို့တတိရှိအဲ့လိုကြေညာထားလိုက်နော်အဲ့တော့မင်းတို့တော်နိုင်ရေးလို့ပြောတဲ့လူတွေကိုမေးချင်တာကဒီအာနာတိန်းထားတဲ့မြေကြီးကမင်းတို့နေတဲ့အိမ်မပါဘူးလားဒါလေးပဲမေးချင်တယ်နော်နောက်နောက်တော့ရှိအတူအောက်မှာ ။ဆမ်းမပြောချင်တာအဲ့ဒါပဲတဲ့။အဲ့ဒါပဲပြောချင်တဲ့ကောင်။မာကြီးဒီကောင်လေးမျက်ခွက်ကိုမြင်အောင်ပြရတယ်ကျွန်တော်။နော်။ဘောင်းဆိုတော့လူပေါင်း1600ကျော်လောက်မှာအတိတ်တရားမဲ့တဲ့ကောင်ဘယ်နှကောင်ပါလဲဆိုတော့မြင်အောင်ကျွန်တော်ဒီ record ဖမ်းပြီးတော့ကျွန်တော်တင်ပေးတာ။ကျောင်းဒီကောင်လည်းမြန်နေမှာနော်ရေပြင်းလာပါမှာနော်ပြောချင်တာအဲ့ဒါပဲဆိုတော့မင်းတို့တော်လှန်ရေးဆိုလို့ပြောတဲ့ကောင်နဲ့သူနဲ့အတူတူပေါ့လက်ရှိတူနဲ့ဒီဘက်မှာကြုံခမ်းနေတာဒါပေမဲ့ကိုဘဝကြုံဖြစ်နေတာဟောတာယာနေတဲ့ဟမ် ဂျွန်ယူတွေအဲ့တော့ဒီတိုင်းဒီမှာဘယင်ယူပေါ်လာမဆမ်းဘူးအဲ့လိုဂျွန်ယူတွေများလို့ကိုဘဝကိုဘယ်ရောက်နေလဲကိုကိုမတည်ဘူးနော်သူများတိုင်းပြီးထွက်လာမယ်အလုပ်လေးလုပ်မယ်ငွေစားရတော့မတောက်မဆမ်းမပြောမပါမယ်ဒီဒါဒါဒီဘဝအယူတာရနေတယ်ထင်တယ်ဒါပေမဲ့ငါတို့လူမျိုးတွေဘယ်ဘဝရောက်နေလဲငါတို့တိုင်းပြည်ကဘယ်အဆင့်ရောက်နေလဲခေါင်းကမတွေးတတ်ဘူးနော်အဲ့တော့လူဖြစ်ပြီးလူဖြစ်ချောင်းနေတဲ့ကောင်ကြည့်လား

ောချင်နေတာတဲ့ဒလိုပေါက်ကရပြောပြီးပုံနေတဲ့ကောင်းလေးကောင်းလေးရဲ့သူများရောင်တိုင်းလက်ရောင်နဲ့ကောင်းလေးကြောင့်အခြေအနေကပိုဆိုးလာတာတဲ့နော်အမဒီကောင်းမျက်နှာပြအမအဲဒီကောင်းဆောက်ပဲကျွန်တော်လည်းသူများရောင်လို့ရောင်တဲ့ကောင်းလေးရဲ့ရောက်ပြီပုံနေတဲ့ကောင်းလေးရဲ့အခြေအနေကပိုဆိုးလာတာအဲ့ဒါဆိုရင်မင်းကမင်းမယ်2022ခုနှစ်နော် နှစ်လပိုင်းတရနေ့မှာအာနာသိနေသုံးလပိုင်း29ရက်နေ့မှာမင်းမဲ့လင်စစ်တပ်ကပြည်သူဘလောက်ကိုပြစ်တတ်ထားဘူးကြီးလေမင်းသိလားအဲ့ဒီချိန်မှာဘယ်သူမှဘာမှမလုပ်ကြသေးဘူးလေဟမ်ညီညာစွာနဲ့ဒီအာနာသိတော့လက်မခံဘူးဆိုပြီးတော့တတိုင်းပြည်လုံးတောမြို့ရောလူလမ်းပေါ်မှာလူပိတ်သွားအောင်အဲ့ဖျောက်ပေးတော့ထွက်လာလူတယောက်မှမပါဘူးရှင်းလားအဲ့ဒီအချိန်မှာမင်းမဲ့လင်စစ်တပ်ကလူဘလောက်တက်ပူရပြီလေအဲ့ဒါမြောက်ပေးတော့တက်တာလား ခြေနေဒီခက်စိုးလည်းပြောလာအောင်ဟုတ်လားမင်းတို့လည်းမရှက်ဘူးလားကွာလူဖြစ်ပြီးတော့မင်းတို့မွေးခဲ့တဲ့မိဘတွေမင်းတို့မတနာဘူးလားဟမ်ဒီလိုမျိုးအတိတ်ကမဲ့ခေါင်းပါတဲ့မျိုးဆက်ကိုထားပစ်ခဲ့တဲ့မင်းတို့မိသားစုတွေတော်တော်အကူလို့များလို့ဖြစ်နေလူဝင်တော့ဖြစ်လာရင်ကိုနေ့ကပြောသလိုအကောင်းဆုံးအကြောင်းအကျိုးလေးတော့ပေါ့ခွဲခြားတိရမယ်လေဒါမှလူပဲအဲ့တော့အကောင်းနဲ့အဆိုးအောင်ခွဲခြားမတိဘူးအမှားနဲ့အမှန်တော့ခွဲခြားမတိဘူးဆိုရင်တလိုက်ဆန်နေတဲ့အတူတူပဲဘာမှမထူးပြောဖို့မယ်တလိုက်ဆန်နေတာပြောမယ်ပါမယ် ်မိထုံမိဝဲမဲ့စားမတောက်မထားဝတိကအဲ့ဒါမလူနဲ့ပျော်ဖို့တော့ပဲတင်အားတိုက်ဆံပဲပျော်တင်လားမပျော်တင်လားကွဲခြားနော်ကောင်းလားဆိုးလားဟုတ်တယ်မလားရောက်ကြည့်ဒီကောင်းလေးမျက်နှာကိုမြင်အောင်ပြရတာကျွန်တော်နောက်ထပ်ဗီဒီယိုဖိုင်လေးကျွန်တော်အချိန်ရရရတယ်အဲ့လိုလုပ်ပေးသွားမယ်ဘာဖြစ်လို့လဲအဲ့လိုအတိတ်တရားမဲ့တဲ့ကောင်းကြီးများတဲ့တိုင်းပြည်မှာအတိတ်တရားမဲ့တဲ့ကောင်းကြီးတက်အောင်ထုတ်တော့ခံရတယ်အဲ့ကြောင့်မလို့ကျွန်တော်တို့ပြည်သူတွေကြားထဲမှာ အဲ့လိုအတိတ်ကမဲ့ပြီးတော့လူတယောက်ရဲ့အသိတရားတော့မရှိတဲ့ကောင်မျိုးတွေလက်မခံသေးဘူးเนาะအဲ့တော့ဒီမှာကျွန်တော်ပါလိုက်ကျွန်တော်ရှင်းထုတ်လိုက်ကျွန်တော်တကယ်ပြောတာဘာဖြစ်လို့လဲတိုင်းပြည်အတွက်နစ်နာအခုကြည့်ဇော်မဲလုံးလိုမျိုးမင်းအောင်နိုင်လိုမျိုးကောင်မျိုးတွေကတောက်ထုတ်ဖို့လုပ်နေတာဘာကြောင့်ဒီလိုကောင်မျိုးတွေများလို့เนาะဒီအာနာ